ဒီ debate စီစဉ်ပြန်လည်စတင်တာဖြစ်ပါတယ်ဒီကနေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြင်မလဲဘယ်လောက်ပြင်မလဲဆိုတာတွေကိုဆွေးနွေးတုံ့ပြန်တင်ပြနေတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ဆွေးနွေးဖို့ကြံတာကပြီးခဲ့တဲ့ရက်ပိုင်းကဒီချွတ်တော်ဥက္ကဋ္ဌဦးရှင်မန်းထုတ်ပြန်တဲ့အထက်မှာလမ်းညွန်ချက်အချက်တွေထဲမှာအဲ့၅ချက်ထဲမှာလာမယ့်နှစ်2015ရွေးကောက်ပွဲမှာတိုင်ငင်6လဆရာဦးတော်မန်းဘယ်လိုမြင်လဲအဲ့အချင်းတတ်မှတ်ချက်ဟာဘယ်လောက်များလက်တွေ့ကြပါသလဲလို့ ရတဲ့လောက်တော့ရမှာပေါ့နော်။ကြံတဲ့ဟာလည်းကြံမှာပေါ့။ဘာလို့ဆိုတော့ဟိုသတ်မှတ်ထားတဲ့အချိန်တွင်တော့ပြီးသွားမဲ့သဘောတူသွားကြမဲ့ကိစ္စတွေရှိမယ်။သဘောမတူတဲ့ကိစ္စတွေလည်းကြံနေမှာပေါ့နော်။ဇေဝလာဆိုရရွာကိုင်းနှုံးအရာတော့အနေနဲ့လားများလားကြောင့်ရှိရင်ရှိမယ်။၆လမတိုင်ခင်ဆိုတာအလုံးကစေတနာပါပါနဲ့ဝိုင်းလို့လိုက်ရင်ဒါဖြစ်တယ်။ကျွန်တော်အဲ့လိုမြင်တယ်။အလုံးကစေတနာပါရမယ်။ဒီ stakeholder တွေအလုံးပါဝင်ပတ်သက်နေတဲ့လူအလုံးကစေတနာပါပါနဲ့ဆောင်ရွက်လိုက်ရင် အဲ့ time frame ဝင်လောက်တယ်ဖြစ်နိုင်ပါတယ်ဆရာဦးကိုနေအဲ့လို6လမတိုင်ခင်ဆိုတာဖြစ်နိုင်ပါတယ်ကျွန်တော်အမြင်တော့ဟိုခုနစေတနာဆိုတဲ့စကားကျွန်တော်ထောက်ခံပါတယ်အဲ့ဒီမှာဘာစဉ်းစားစရာရှိသလဲဆိုတော့ဒီနိုင်ငံကကြီးပေးတဲ့လက်ညွန်ချက်ကအရင်ကောင်းတယ်သူကဒီတပ်မတော်ကိုဒီဒီမိုကရေစီဘောင်ထဲကိုရောက်လာအောင်ဆိုတဲ့အချက်ကတော်တော်ကိုအရေးပါတဲ့အချက်အဲ့ဒီလိုဒီ2015ရွေးကောက်ပွဲမတိုင်မီ6လဆိုတဲ့ဟာတဲ့ကျွန်တော်ကကျွန်တော်လူလာတာက မြန်နိုင်သမျှမြန်မြန်ပြင်တာပိုကောင်းတယ်ကိုပြားကြီးရောဘယ်လောက်မျှော်လဲလဲရာခိုင်နှုန်းတစ်စုံတစ်ခုကျွန်တော်မြင်တာကတော့ဗျာပြုပြင်ပြောင်းလဲဖို့အတွက်အားလုံးကဆန္ဒရှိတာကြီးနောက်တစ်ခုကသမရမိန်ကွန်းထဲမှာလဲ Federal ဆိုတဲ့အတုံးကိုတိတိလင်းလင်းသုံးလာတာတွေ့တယ်ဒါတော့ဥတီမှုကဒီလိုရှိနေပြီဒါပေမဲ့တမလို့ရဲ့တဘောရာကိုတော့ကျွန်တော်မသိသေးဘူးဘာလို့ထင်တာမြင်တာလဲအခြေအနေကျွန်တော်မှလည်းမရှိသေးဘူးတိုင်းသားတွေတာလဲနားထောင်ကြည့်အောင်ဟုတ်ကဲ့ဟုတ်ကဲ့တမလို့ဟာခြေခံဥတွေရမှာတမလို့ကမျိုးသားနိုင်ငံကြီးဥဆောင်မယ်လို့လည်းပြောထားတယ်အဲ့တော့ ဒီပြဿနာဟာခြေခံဥပဒေပြင်ဆင်ရေးပြဿနာဟာမြို့သားနိုင်ငံရေးပြဿနာလို့ကျွန်တော်မြင်တယ်အဲ့တော့ဘာဖြစ်လို့ခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာတမန်တော်ကပြင်မယ်ဆိုတဲ့ပုံစံလောက်ပဲပြောဥဆောင်ခန့်ခံတာဘာကြောင့်မီရွာတာလဲပြီးတော့ဒေါ်ဆန်းစုကြည်ဟာလည်းဟိုကာကွယ်ဥပဒေချုပ်နဲ့တွေ့ဖို့ကိစ္စကိုလည်းကန့်လန့်ထားတယ်တမန်တော်နဲ့ကန့်လန့်ထားတာကိုတွေ့တယ်ဒါကိုလည်းဟိုတမန်တော်ဒီကာကွယ်ဥပဒေချုပ်ကိုညှင်းထားတာကိုကျွန်တော်တွေ့ရတယ်ဟိုအဲ့ဒါကြောင့်ကျွန်တော်ပြောတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပြင်မယ်ဆိုတာကိုဥပမာတက်ကလည်းလက်ခံတယ်ဆိုတဲ့သဘောမျိုးဥလားဆိုပြောတာလေကျွန်တော်ကြားရပါတယ် တော့အခုခတ်နေတာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဘယ်တိုင်းဒါတိပြင်မလဲဘယ်လိုပြင်မလဲဆိုတဲ့အပိုင်းမှာခတ်တာပါပြင်ရင်ကျွန်တော်တို့ဒီမိုကရေစီကြကြကျွန်တော်တို့ဖရယ်ကြကြပြင်မှာကျွန်တော်တို့ဒီအပိုင်းဟာပြီးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်နေ့ပါဘူးဆိုအခုကျွန်တော်တို့စဉ်းစားရမယ့်အချက်ကဘောနော်ဟိုအခုစစ်တပ်ကိုဘောနော်စစ်တပ်ကိုကျွန်တော်တို့အများကြီးစဉ်းစားနေရတဲ့အချက်မှာနံပါတ်1စစ်တပ်ပြီးထူးခြားတဲ့ institution တစ်ခုဖြစ်တယ် တော့ငါတို့အဲ့ဒါကိုကျွန်တော်တို့ဗမာကာချန်နဲ့ပေါင်းဆက်လိုက်တဲ့ခါကျတော့သူတို့ကိုကျွန်တော်တို့က pressure အတင်းပေးရင်သူတို့ကကျွန်တော်တို့ကိုပြန်ပြီးတော့မှတုံ့ပြန်လာမယ်ဒါကကျွန်တော်တို့တမိုင်းကတက်သေးခံနေတယ်ဆိုတော့ကျွန်တော်တို့ကတော့အတင်းကျွန်တော်တို့ကိုဖမ်းနေနှိပ်စက်တဲ့ခါမှာနိုင်ငံရေးကိုပို့ပြီးလှုပ်တယ်ဒါဒါထုံတွက်တဲ့အသည့်ပဲဆိုတော့စတက်ကလည်းနိုင်ငံတွေက pressure အရန်ပေးတဲ့ခါမှာပို့ပြီးတော့မှချိုးဖောက်တယ်ဆိုတော့ကျွန်တော်တို့စဉ်းစားတဲ့ခါမှာအပြန်အလှန်ထွက်ပေါက်ပေးတဲ့အနေနဲ့မစဉ်းစားရင်တော့ကျွန်တော်အဖြေရမှာမဟုတ်ဘူး တေကြတာတခုကစစ်တပ်ကြီးအရင်ကမဟုတ်တော့ဘူးဒါကျွန်တော်မြင်နေရတယ်။သူကဒီလိုသဘောထားတစ်ခုကိုသူတို့ပေးတာကအဆပ်ပါနော်။သူကတည့်ရဲသဘောအရဆိုရင်တသွေးတန်တမင်းနဲ့တမဲနဲ့ဖြစ်နေရမှာမှာတချို့အပိုင်းတွေမှာသူတို့ထဲထဲမှာကိုကပဲတယောက်ကထောက်ခံတယ်တယောက်ကကန့်ကွက်တယ်ဆိုတော့အစိုးတစ်ခုရှိလာတယ်။လွတ်တော်ပြင်ပနိုင်ငံရေးသည်ထက်သွင်းစဉ်းစားဖို့ကိုအင်မတန်လိုအပ်တဲ့ကိစ္စတစ်ခုဖြစ်တယ်။အဲ့တော့အဲ့ဒါကကျွန်တော်ကတကယ် real politics ဟိုထဲမှာကဒါဒီ political framework ပေါ့။ တကယ်လွတ်တော်တိုင်းမှာဖြစ်နေတာက legal framework ဒါပေမဲ့ကျွန်တော်ဘယ်ဟာကိုကျွန်တော်ဦးစားပေးပြီးတော့မှဘယ်ဟာကိုအခြေခံပြီးတော့မှဘယ်ဟာကိုကျွန်တော်သွားမလဲဆိုတဲ့အခါမှာလက်ရှိကျွန်တော်ကပြင်ပမှာရှိနေတဲ့ real politics မှာရှိနေတဲ့ဒီ framework ထဲရဟာတွေကိုအသက်သွင်းဖို့ကြတော့ institution တစ်ခုလိုတယ်အဲ့ဒါဒီလွတ်တော်ကိုအခြေခံမင်းနဲ့ကျွန်တော်သွားလို့မရဘူးဆိုတော့ကပြင်ပမှာရှိနေတဲ့ຢາດີအကုန်လုံးကိုလွတ်တော်တွေကိုမောင်းသွင်းဖို့ဒီ mechanism တစ်ခုလိုတယ်တစ်ဖက်ဖက်ကိုဇောင်းပေးလိုက်ရင် မြမပြီဘလို့မအဖြစ်ထမှာမဟုတ်ဘူးအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဘလို့နိုင်ငံရေးမှုဖော်အနေနဲ့ပြင်မလဲဆိုတဲ့အချက်ကိုရင်ဆွေးနွေးတင်အဲ့ဒါဒီလွတ်တော်ပြင်ပမှာရှိနေတဲ့အင်အားစုတွေနဲ့ဒီလွတ်တော်နဲ့ပေါ့နော်ဆွေးနွေးပြီးတဲ့အခါမှာအဲ့မူတွေကိုကျွန်တော်ကအရင်ချတင်တယ်ဒါကျွန်တော်ကအဲ့ဒါကိုအခြေမခံမဲနဲ့ခုနကလို့ရေဝေးဆက်ဆံပြောနေတကယ်လက်တွေ့နိုင်ငံရေးမှာတန်း၆တန်း၃၀ဝန်းကျင်ရှိတဲ့မဲဆန္ဒပေးကွန်းရှိတဲ့ပြည်သူတွေက ဘယ်ဟာကိုပြင်ရမှာဆိုတော့သူ specific ကိုပြောနိုင်မှာမဟုတ်ဘူးဟုတ်ပါတယ်အဲ့တော့ကျွန်တော်မြင်မှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူစဉ်းရိုးတော့တယ်ထင်ပါလေစဉ်းရိုးတော့တယ်ထင်ပါအပြန်လှန်ထွက်ပေါက်ပေးဖို့ကိစ္စအပါဝင်ခုလွတ်တော်ပြင်ပနဲ့လွတ်တော်အတွင်းနဲ့ချိတ်ဆက်နိုင်မဲ့ရန်နေရာတစ်ခုပေါ့အခုလောလောဆယ်မြင်ရပြီ မရသေးဘူးအလားလားအလားလားတော့တော်တော်ဝေးသေးတယ်ကြိုးစားယူပါဦး15လကာလအတွင်းမှာရော2015ကာလအတွင်းမှာကျွန်တော်မြင်နေရတယ်ဒီကိစ္စမလွယ်ဘူးပြမလွယ်သေးဘူးကျွန်တော်မြင်နေမြင်ဘာဖြစ်လို့ဆိုတော့ဒါကတစ်ဖြစ်မှလုံနေလက်နက်ကင်အဖွဲ့စည်းရဲ့ peace process ကလူတွေလဲပါဖို့လူတွေမြန်မာနိုင်ငံရဲ့လော်လော်ဆယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြင်မလဲဘယ်လောက်ပြင်မလဲဘယ်လိုပြင်မလဲဘယ်လောက်နေနေဘယ်လောက်မြန်မြန်ပြင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မတူညီတဲ့သဘောထားအမြင်မျိုးမျိုးမတူညီတဲ့စဉ်းစားပုံမျိုးမျိုးကိုကျွန်တော်ကျွန်တော်တင်ဆက် ခဲ့ပြီးထင်ပါတယ်ဒီကနေ့စနေတာရီတွေကတချို့အချက်တွေကိုမိမောင်းထိုးပြပြီးကာတုံးရေးဆွဲပြီးတင်ပြမှာကကိုဝေရန်ဟုတ်ကဲ့ကျွန်တော်ဒီဟိုဖွဲ့စည်းပုံဖွဲ့စည်းပုံစာအုပ်ကြီးပုံမှာအဲ့လိုဘောင်းဆုံးပေါ့လူတွေကျွန်တော်နိုင်ငံသားအားလုံးရဲ့ဖန်သားချက်ပေါ့လို့အဲ့လိုဖြစ်နေရလေဒီသိရောလားဟုတ်ကဲ့ဒီကနေ့ TV debate season မှာမြန်မာနိုင်ငံအတွက် ဒီမိုကရေစီဒီမိုကရေစီစံနှုန်းတွင်နဲ့ပြည်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရဖို့ဘယ်လိုပြင်ကြမလဲဘယ်လောက်ပြင်ကြမလဲဘယ်လောက်မြန်မြန်ပြင်ကြမလဲဘသူတွေဘယ်လိုဘယ်နည်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မတူညီတဲ့စဉ်းစားပုံတွေမတူညီတဲ့အမြင်တွေကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်ဒုဝင်တရားပိဋကတ်တွေအနေနဲ့လည်းမိမိပြသာမိမိဝေဖန်ပိုင်းခြားဆင်ခြင်သုံးသပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် DVB debate season ကို Facebook မှာလည်းကြည့်ရှုနိုင်ပါတယ် dvbdebate.com မှာလည်းကြည့်ရှုနိုင်ပါတယ်ဒီ season နဲ့ပတ်သက်ပြီးတော့လည်းဝေဖန်ဆွေးနွေးအကြံပေးလို့ စာရေးလို့ရပါတယ် debate@dv.no ကိုစာရေးလို့ရပါတယ်ဒီစီဇန်ကိုတော်ရောက်ဆွေးနွေးသူတွေအားလုံးကိုရောကြည့်ရှုစောင့်မျှော်ကြည့်ရှုသူတွေအားလုံးကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တန်ဝင်းထွက်ပါ